ညိုပြီးသချင်းဆိုတော့ဗန်ရတီမယ်ထင်တာပကင်းမယ်တီးအောင်လားဆိုပြီးတော့ဒါပေမဲ့မယ်လိုဒီတွေတီးသွားတာတီးကြပါတယ်ဟုတ်ကျေးဇူးပါဖြစ်နိုင်တော့ဒီထက်မကမယ်လိုဒီထဲမှာပေါ့နော်သူ့ရဲ့သချင်းမယ်လိုဒီထဲမှာအများကြီးတော့ improvise လုပ်လို့ရတာရသေးတာရှိတယ်ပေါ့နော်ဒါပေမဲ့လဲ solo ကြီးလိုက်တဲ့ခါကျတော့အဆင်ပြေပါတယ်ပြီးတော့ဘာချိုးပြီးတန်းဝင်တဲ့နေရာလေးလဲမိုက်ပါတယ်နော်အောက်ပြပါစေတာကျေးဇူးပါ thank you ျွန်တော်အင်းအုံးဆုံးပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီဂျက်ဆင်မှာရှိကြတယ်အခွဲတွေကစုပေါင်းပြီးတော့ဒီတိုင်းပဲပေါ့နော်စပေါ်ဆိုင်မှာပါပဲနဲ့ပဲဒီတိုင်းအားလုံးပတ်သက်ဆိုပြီးလောက်ကြရပွဲလေးပေါ့နော်အဲဒါမှကျွန်တော်တို့ရအင်းအုံးဆုံးမြန်မာပြည်ဒီပြိုးအတိုင်းတာနဲ့ဂီတာပြိုင်ဖို့အတွက်ဂီတာသမားတွေကို live audition ပေါ့နော်ရွေးရွေးတယ်ပြီးတော့ live audition မှာစခင်မှာသူတို့တည်ရတဲ့ video file လေးနဲ့ online audition စတယ်ပေါ့နော် online audition ပြီးတော့မှ live audition ပြန်ယူ live audition ကျွန်တော်24ရက်နေ့ဒီမှာပဲ live audition ကတော့ကျွန်တော်ရဲ့ဆရာကိုသားရဲ့ပြီးတော့ ဆရာကိုရွှေထုတ်ခဲ့ပေါ့နော်သူ ਨੇ ကလက်ကောင်းတဲ့လူတွေပေါ့နော်အားတွေကျွဲ့ဒေးထုတ်ပြီးမှနောက်စကားသင်15ယောက်လူကြီး15ယောက်ကလေး9ယောက်နဲ့ဒီမှာတခါပြန်ပြီးတော့လောက်တာပေါ့နော်ဒီမှာကျတော့ဒိုင်ရီကကျတော့ဆရာကိုဆိုင် ICR ဆရာချစ်ပြီးတော့ Emperor ဦးစောမျိုးထုတ်ပါဒီမွန်ဒီမွန်ဂီတာ training center ပေါ့နော်။သူကနေပြီးလာအကူညီတောင်းတာ။ပြီးတော့ယမဟာအကူဆိုးသူရကလည်းဒါသူတို့ညီကိုတွေပဲပေါ့လေ။သူကလေ ကီတာပြိုင်ပွဲလေးမှာဒိုင်လုတ်ပေးပါဆိုတော့ကျွန်တော်အဲ့အလေးနည်းနည်းလေးကိုလေးတက်နေတဲ့ဘက်ကပေါ့နော်အကူညီပေးလိုက်တာပါ online audition ဝင်တော့သူ့ပေါ့အယောက်200ကျော်တယ်ပေါ့နော်အယောက်200ကျော်မှာချိုးရတဲ့ဒီဗီဒီယိုလေးတွေကအဆင်မပြေတဲ့အတွက်အဲကျွန်တော်တို့ဒီဒိုင်းအသင်းကမရွေးတာမျိုးလည်းရှိတယ်ပေါ့နော်ရွေးချယ်ထားတဲ့ video file တွေကတော့အရင်ဆုံး page ကတင်တယ်တင်တဲ့ထက်မှစကားတဲ့အယောက်30ကျော်ပြန်ရွေးအယောက်30ကျော်ရဲ့မှာနောက်ဆုံး55ကိုပြန်ရွေးတာပေါ့နော်ပြီးတော့ကလေးကလေးတွေဆိုလည်းအယောက်20လောက်ရွေးထားတဲ့အောင်မှာနောက်ဆုံး9ယောက်ပဲပြန်ရွေးတာပေါ့နော် သွားပြီးွားတာမယ်လိုဒီတက်ပေါ်တယ်နောက်ဆုံးနောက်ဆုံးပိုင်းလေးတွေမှာဒါဒီမတော့ကီးလဲချိန်သွားပြီးနောက်ပိုင်းမှာမယ်လိုဒီပါအပါပေါ့နော် improvise ဆို around around melody ပေါ့နော် improvise ဆိုတော့ melody နီးနားလေးမှာအလုံးလေးတွေဖြည့်ပြီးတော့ပြီးွားတာကောင်းတယ် ော်ဒီပွဲကတကယ်တော့ကျွန်တော်တို့ musician တွေကိုငွေထုတ်ပေးတဲ့ပွဲဆိုတော့လေအများကြီးလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုကောင်းလဲအဲပံ့ပိုးပေးမဲ့လူတွေပေါ့နော်အဲ့လိုမျိုးလူတွေရှိကြလဲတကယ်ကိုအရန်ကျေးဇူးတင်ရတယ်ပေါ့ဘာဖြစ်ဆိုတော့ဒီလေကျွန်တော်တို့လို next generation guitarist တွေအများကြီးလိုအပ်တယ်ကျွန်တော်တို့နိုင်ငံမှာလေအဲ့အတွက်ကြောင့်ကျွန်တော်တို့အားပေးတယ်သူကနှစ်တိုင်းတော့လုပ်မယ်ပြောတယ်အဲ့ဒါလည်းဝမ်းသာတယ်ပြန်ကုန်း instrument ပြိုင်ပွဲမရှိတော့နှစ်တော်ကြာပြီပေါ့နော် ဒီကရာမှာဆိုရင်ကျွန်တော်မှတ်မိသလောက် ကနောက်ဆုံးလုတ်ခဲ့တာ MBPC ရပွဲဖြစ်လိမ့်မယ်အဲ့ဒါတော့မှကိုဗစ်မတိုင်ခင်ကဆိုတော့တော်တော်လေးကိုကြားခဲ့ပြီပေါ့နော်အဲ့ဒါပြီးသွား PNO ကတော့0 classic ပြိုင်ပွဲကတော့မလုတ်တလောက်လို့တော့ထင်မိတာပဲကျွန်တော်မှားခဲ့တယ်ခွလို့ပေါ့နော်ဒါမှမဟုတ်ဆိုတော့အဲ့လိုမျိုး instrument ပွဲတွေက50စနေလောက်ထိမရှိခါကြလူရဲ့အဲ့ဒါကိုလည်းအရန်စိတ်ဝသားကြတယ်ပြီးတော့နောက်မမျောလိုက်တာပေါ့နော် ကျွန်တော်တို့ကအသီးပဲဝဲမှာလူအော်ဒီစိတ်ဝင်စားပါမလားလို့တော့ကျွန်တော်တို့တွေးပူခဲ့မိတယ်ပေါ့နော်တကယ်တကယ်ကြတော့လေကျွန်တော်ထင်မှတ်ထားတဲ့ပူပြီးတော့ဒါပြန်ကြရတဲ့အတွက်ဝမ်းသာတယ်ပေါ့နော်အဲ့တော့ music ကိုစာလောင်နေတဲ့ taste တွေလည်းတွေ့ရပါတယ်